ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့၈သိန်းနဲ့၉သိန်းကြားမှာတုံးမယ်ဂိမ်းဆော့မယ်ဆိုတဲ့သူတွေအတွက်မင်းမင်းကဖုန်းလေး၃လုံးကိုရွေးချယ်ပေးထားပါတယ် iPhone လေး၃လုံးကဘာလေးဖြစ်မလဲကြည့်ကြည့်မယ်ခင်မင်းလက်ထဲမှာကတော့ဖုန်းလေး၃လုံးရောက်နေနေပါပြီဒါလေးကတော့ Note 14 Pro Plus လေးပါအဲနောက်တစ်လုံးကတော့ Note 13 Pro Plus လေးပါအဲနောက်ပြီးတော့ Tableau 3လေးပါရှင် ဒီသုံးလုံးဟာဆိုလို့ရှိရင်တော့ game ဆော့မယ်ကင်မရာသုံးမယ်နောက်ပြီး social media အသုံးပြုမယ်ဆိုတဲ့သူတွေအတွက်ဈေးကလည်း၈သိန်းနဲ့၉သိန်းကျားမှာပဲသုံးနေတယ်ဆိုတဲ့သူတွေတော့ကတော့လုံးဝ okay မှာဆိုပြီးသုံးလို့ရပါတယ်ဆိုတော့တလုံးချင်းစီရဲ့မှာ specification လေးတွေကိုတည်တည်ချာချာလေးရှင်းပြပေးပါမယ်ရှင်အဲဆုံး Note 4G Pro Plus ဒီကောင်ဆိုလို့ရှိရင်တော့ model ကတော့2025 model ပဲဖြစ်တယ်ပေါ့နော်သူ့ရဲ့နောက်မှာ model အစ်စ် Note 50 Pro Plus လို့မထွက်သေးဘူးဆိုတော့ဒီကောင် model အမြင့်ဆုံးပဲ သူမဘက်ထရီကတော့6200ပါမယ်ဘက်ထရီအမြင့်ဆုံးဖုန်းလိုတောင်ပြောလို့ရတယ်ပေါ့နော်နောက်ပြီးတော့သူက card display နဲ့တောင်းရမယ်ဒီကောင်ကပေါ့နော်မှန်ကုန်းလေးနဲ့လာမယ်သူရဲ့မကင်မရာကတော့90မဂါပစင်ပဲပါမယ်။နောက်ပြီးတော့အားသွင်းချာချာက60ဝက်နဲ့လာမယ်။သူရဲ့ CPU ကတော့ Dimensity 9200 Ultra ကိုအသုံးပြုထားပြီး။ Okay နောက်တစ်ခုကတော့ Note 13 Pro Plus ။ဒါလေးကတော့2024ရဲ့ဘယင်တစ်ပါးလို့ပြောရင်လည်းရတယ်။ ူကပေါ့နော်ဒီ Redmi series မှာမှန်ကုန်ကိုစသုံးပေးတာကဒီ Note 13 Pro Plus မှာစသုံးပေးထားတယ်။သူရဲ့ battery amia ကတော့9160နဲ့လာမယ်။နောက်ပြီးသူက Snapdragon 7S Gen 2ကိုအသုံးပြုထားပြီးရဲ့ဒီကောင်ကြီးကဘာရည်အားသာလဲဆိုလို့ရှိရင်တော့ကင်မရာက200မဂါပီဆယ်နဲ့လာပြီးတော့သူရဲ့အားသွင်းချာဂျာက120ဝပ်နဲ့0 to 100%ကိုမိနစ်30ရဲ့နဲ့အပြည့်သွင်းလို့ရတဲ့ဖုန်းလေးဖြစ်ပါတယ်။ ဒါလေးကတော့ Note 13 Pro Plus လေးပါဒီကောင်ကလည်း Redmi ပဲ Redmi ကတာဘို series ပေါ့နော်မင်းတို့ Redmi တွဲတာဘိုတော့ကတော့တော်တော်လေးကိုလူကြိုက်များတယ်အခုတာဘို3မှာလည်းလူကြိုက်တော်တော်များတဲ့ဖုန်းလေးဖြစ်ပါတယ်ဒီကောင်လေးဆိုလို့ရှိရင်တော့သူက gaming သမားတွေအတွက်ပို့ပြီးတော့အထူးသင့်တော်တယ်ဆိုတော့သူရဲ့ battery ammunition က9000ပါမယ်အသွင်း charger က60 watt ပါမယ်သူရဲ့ CPU ကိုသုံးထားပေးတာက Snapdragon 8S Gen 3နဲ့သုံးထားပေးရဲ့ မှန်ကောမဟုတ်တော့ဘူးမှန်ကတော့ရိုးရိုးမှန်ဖြစ်တယ်ဘာလို့လဲဆိုတော့သူက gaming အတွက်ဆိုတော့ပေါ့နော်ဒီကောင်ကြီးက gaming အတွက်အသုံးပြုပြရာဖြစ်တဲ့ကြောင့်လို့မှန်ကောဆိုလို့ရှိရင်က game သမားတွေတိတ်မကြိုက်ကြအောင်လေအဲ့တော့ကျွန်တော်မှန်ကတော့ရိုးရိုးမှန်ပဲမှန်ကတော့ရိုးရိုးပေါ့နော်ရိုးရိုး amulet မှန်နဲ့မှန်မြင်လက်ဝေလေးရင်းနဲ့တုံးရမယ်ကျွန်တော်ဒီ၃လုံးလေးကိုတစ်ချက်ရှင်းပြပေးမယ်နော်ကျွန်တော်ဒီ၃လုံးကဈေးရလဲတိတ်မကွာဘူးတိလား ဈေးရလည်းတိတ်မကွာဘူးကျတော့မင်းတို့ရောင်းချနေရပါတော့စကန်ဈေးမှဆိုလို့ရှိရင်ဒီတာဘူ3ဆိုရင်8သိန်းဝင်းကျင်8သိန်းခွဲ8သိန်းဝင်းကျင်အဲ့လောက်ရှိတယ်အဲနောက်ပြီး Note 14 Pro Plus ဆိုလို့ရှိရင်9သိန်းဝင်းကျင်လောက်ရှိမယ်နောက်ပြီး Note 13 Pro Plus ဆိုလို့ရှိရင်တော့8သိန်းဝင်းကျင်9သိန်းဝင်းကျင်အဲ့လောက်ရှိတယ်ပေါ့နော်အဲ့လောက်ရှိရဈေးရမကွာဘူးဒါပေမဲ့ကိုကဘာသုံးမှလဲပုံမှာမူတည်ရပေါ့နော် main ကလေးသုံးသုံးမှ main ကလေးဆိုလို့ရှိရင်တော့ကင်မရာဦးစားပေးရပေါ့ကင်မရာဦးစားပေးရဆိုလို့ရှိရင်တော့ ဒီတဲကနေပြီးတော့အကြိုက်ဆုံးလေးရတော့ Note 13 Pro Plus လေးဖြစ်တယ်။ဘာလို့လဲဆိုတော့သူကကင်မရာက200 megapixel ကိုသုံးထားပြီးရဲ့အတွက်ကြောင့်မလို့သူ့ရဲ့ကင်မရာမှာပေါ့နော်သူကအလင်းအမှောင်တွေကဒီနှလုံးထက်ဆာလို့ရှိရင်ပိုကောင်းတယ်။ဒီ Note 14 Pro Plus နဲ့ Tower 3ထက်ဆာလို့ရှိရင်ဒီကောင်ရဲ့ကင်မရာပိုကောင်းတယ်။နောက်ပြီးတော့ပေါ့နော်သူ့ဒီဇိုင်းလေးလေးကြစ်ကြစ်လေးလေးလေးနဲ့ပေါ့ကြစ်ကြစ်လေးလေးလေးရှိရဲ့သူ့ဒီဇိုင်းလေးရလေ။အဲနောက်ပြီးတော့ ဒီကောင်လေးဆိုလို့ရှိရင်ဒါ50မှာ official global လုံးလေးပေါ့เนาะဒါပေမဲ့မင်းတို့ဆိုင်မှာဆိုလို့ရှိရင်တော့ brand 12512ပြည်လေးပါ main ကလေးအတွက်ဆိုလို့ရှိရင်တော့ camera ဆိုလို့ရှိရင်3လုံးထဲမှာဆိုရင်ဒီ note 13 pro plus ရေပူတာမယ် gaming ဘိုင်းမှာဆိုလို့ရှိရင်တော့อืมตามแล้วเว้ยปอนเนาะอเลอเลဥမာ1 to 100ไปมั้ยဆိုလို့ရှင်ဒီကောင်เกมมิ่งဆိုလို့ရှင်9လောက်ရှိတယ်ပေါ့เนาะ9လောက်ပြီးတော့ตွားတယ်ဒီကောင်လေးရှိมั้ย အဲနောက်ပြီးတော့ကိုက game ပုံမှာ game 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 လုံးဝ game ကိုဆက်လဲမပူရှင်ဘူးပေါ့နော် professional ကြကြလဲဆော့ရှင်တယ်ဆိုလို့ရှိရင်တော့တာဘိုသူတွေကိုမျက်စိမှိတ်ပြီးရွေးအပူလဲတော်တော်ခံတယ်ဒီကောင်ဆိုလို့ရှိရင်ဥမာ game 3-4ဝက်လောက်ဆော့တာမှာနှွေးရုံပဲနှွေးရဖုန်းလေးပေါ့နော်အဲနောက်ပြီးတော့သူကကင်မရာအဖြစ်ဆိုလို့ရှိရင်တော့50 megapixel ပဲသုံးထားပြီးရယ်ကင်မရာကတော့နည်းနည်းဖွာတယ်ပေါ့နော်အလင်းရောင်ကတအားကြီး ဟိုကြည်တောင်ရှင်းလို့ပုံစံမျိုးမဟုတ်ဘူးဒါပေမဲ့သူ့အနေထားလေးနဲ့သူကတော့ကောင်းတယ်မတော်ကင်မရာကိုဦးစားပေးတဲ့ဖုန်းမဟုတ်တဲ့အတွက်ကြောင့်မလို့တော့ကင်မရာကတော့တာမန်လောက်ပဲပေါ့နော်ဂိမီပိုင်းမှာဆိုလို့ရှိရင်တော့ Snapdragon 8S Gen 3နဲ့ကျန်းကျန်တိုင်းကျန်းလို့ရတဲ့ဂိမီဖုန်းလေးဖြစ်တယ်နောက်ပြီးတော့မှန်မြန်လက်ဖို့လေးနဲ့သုံးရမယ်ဂိမ်းမှာဂိမ်းဆိုရင်တော့ဒီတောင်လေးရွေးပါတာဘုတ်3လေးရွေးပါနောက်ပြောတော့ဂိမ်းလဲဆော့မယ်ဆိုရှယ်မီဒီယာလဲသုံးမယ်ကင်မရာလဲသုံးမယ် all round အဆင်ပြေနေတယ်ဆိုလို့ရှိရင် တော့ moral လည်းပေါ့နော်အမြင့်ဆုံးကိုတုံးချင်တယ်ဆိုလို့ရှိရင်တော့ no for deep blue bless လေးကိုရွေးပါဒီကောင်ဆိုလို့ရှိရင်တော့ကင်မရာကတော့လုံးဝထင်းထဲဝါးပါပေါ့နော်အလဲကောင်မှာပါထားတယ်အဲတချို့ကျောင်းကလည်းဒီလိုမပြူးကြည့်ဘူးကြောင်မကြိုက်ဘူးပေါ့နော် တချို့ကျောင်းကလည်းပြူးပြူးပြေချိုးကျောင်းကလည်းပြူးပြူးပြေးလေးကိုကြိုက်ကြတယ်အဲ့လိုဆိုတော့ဒီကောင်လေးဆိုလို့ရှိရင်တော့အသင်းချာချာ60ဝတ်နဲ့ပေါ့နော်ကင်မရာကလည်း90မဂါပစင်ဆိုတော့ဟို ဆိုတော့ကပြောတဲ့ note 13 pro plus လောက်ကြီးအလင်းမှောင်နေမကောင်းဝင်မဲ့လို့လေသူဟာနဲ့သူကတော့အဆင်ပြေတယ်။နောက်ပြီးတော့သူက dimensity 9200 ultra နဲ့လာထားတာဖြစ်တဲ့ကြောင့်မလို့ gaming မှာဆိုလို့ရှိရင်လည်း AI အကြောင်းဆော့လို့ရတယ်။ပြီးတော့ဒီကောင်လေးကမှန်ကုန်းလေးနဲ့တုံးရမယ်။မှန်ကုန်းကိုမှအဲမှန်ရင်လက်ပွေလေးနဲ့တုံးရမယ်ပေါ့နော်။အားလေးရှိပါလေ။ ကျွန်တော်ရှစ်သိန်းတော်မှာဆိုလို့ရှစ်သိန်းတော်နဲ့ပိုးသိန်းဝင်ချင်မှာဆိုလို့ရှိရင်တော့ရွေးချယ်ကြရတော့အများကြီးပဲအတိတ်ထက်ရွေးမလားစကန်ထက်ရွေးမလားကိုကိုယ်တိုင်ရွေးလို့ရတယ်ပေါ့နော် ဝက်ဆိုင်မှာကတော့ second ကိုအဓိကထားပြီးတော့ရောင်းပေးတယ်အစ်စ်ဆိုလို့ရှိရင်လည်း customer ကအစ်စ်လေးမှာပေးပါဆိုလို့ရှိရင်တော့မင်းတခြားဆန်ရတဲ့ယူပေးရမျိုးရှိရဲဒါမှမဟုတ်လည်းမှာပေးရမျိုးရှိရဲပေါ့နော်အဆိုင်မှာအဓိကရောင်းတာကတော့ second လေးတွေရောင်းပါတယ်ကျော်စိုးရလာပြတ်ထားတယ်မလို့ဒီဖုန်းလေးကြီးဆိုလို့ရှိရင်လေဘူပစ္စည်းအစုံလေးကြီးပေါ့နော် mince မှာရှိထားပါတယ်ဒါဆိုလို့ရှိရင်12512ရှိမယ်ဒါဆိုလို့ရှိရင်12256ပေါ့နော် အကုန်လုံးဘူးကြိုးကောင်းအကုန်ဆုံးပါတယ်ဒါဆိုလို့ရှိရင်ဒွဲ256ရှိပါမယ်ဆိုတော့အစ်စ်ရောင်းလားဆိုရင်တော့အစ်စ်မရောင်းဘူးပေါ့နော်အမ်စက်ကဝယ်တင်သလားအစ်စ်ဝယ်တင်သလားလို့မေးရတူတွေအတွက်ကတော့မင်းဒီကနေစကားလက်ဆောင်လေးပါပေးမယ်အစ်စ်ဆိုလို့ရှိရင်တော့အခုလောလောဆယ်ကအစ်စ်ဈေးရတာအကြမြင်ရတဲ့အကြောင်းပေါ့အစ်စ်ဝယ်ရင်ဒီချိန်အစ်စ်ဝယ်ရင်တန်တယ် ဒီထင်ရတော့ဘာလို့ပဲတန်နေစကန်ဆိုလို့ရှိရင်လည်းအသေးသေးကြားတဲ့အတွက်ကြောင့်မလို့စကန်ဈေးကြီးလည်းတအားကျသွားတယ်အဲ့လိုဆိုတော့အခုချိန်မှာဖုန်းဝယ်ရင်တန်နေဖုန်းရောင်းရင်မတန်နေကိုယ့်ရဲ့ဖုန်းကိုကြားတော့လေသူများဆိုင်နေရပေါ့နော်ဈေးကတော်တော်လေးကိုရှော့ပြီးတော့ကောက်တဲ့နေမှာရှိရဲ့ဘောကအစ်စ်ဝယ်မယ်ပေါ့နော်အစ်စ်ဝယ်ခြင်းတယ်ဆိုလို့ရှိရင် ဖုန်းလဲမယ်လို့စဉ်းစားနေတဲ့သူတွေရှိရင်ဒီချိန်ကအကောင်းဆုံးအချိန်ဖြစ်တယ်။အခုဒီ Note 14 Pro Plus ဆိုလို့ရှိရင်ပေါ့နော်။သူပေါ်ကစားကဒီကောင်ဆိုပေါ်တော့9လ10လလောက်ရှိပေါ့။သူပေါ်ကစားဆိုပြီးလို့ရှိရင်မြန်မာနိုင်ငံမှာ16သိန်း15သိန်းအဲ့လောက်နဲ့ဝင်လာတော့အခုဆိုရင်10သိန်း9သိန်း9000 10သိန်းကျော်ကျော်အဲ့လောက်ပဲရှိတော့တယ်ဒီကောင်အသစ်စေးရည်။ ိုတော့အတက်မှာဝယ်မယ်လို့စဉ်းစားနေရဆိုလို့ရှိရင်အခုဆက်ရှင်ရဲ့တော့ဝယ်အခုလောလောဆယ်တန်းနေပေါ့နော်ဈေးကျနေရချင်းဖြစ်လို့တန်းနေစက္ကန့်ဝယ်မယ်ဆိုလို့ရှိရင်လည်းစက္ကန့်ကိုတော့ဝယ်တန်းနေအဲကိုဖုန်းလေးကိုရောင်းချင်တယ်ဆိုလို့ရှိရင်တော့ခဏလေးပြီးခံထားပါအောင်ရောင်းရင်တော့မတန်သေးပါဘူးရှင်ဆိုတော့မမရဲ့ channel လေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်။နောက်နောက်ထပ်တည်းလည်းဖုန်းနဲ့ပတ်သက်တဲ့ video လေးတွေအများကြီးလာအောင်ပါမလို့ like and follow လေးလုပ်ခဲ့ပြီးတော့ subscribe လေးကိုလည်းနှိပ်ခဲ့ပေးပါရှင်။ပါပါ